သူမကိုအီတင်ကိုစိန်ခေါ်လာတဲ့အပေါ်မှာအခုလိုမထင်မတဲ့ပုံစံနဲ့တုံ့ပြန်ခဲ့တဲ့တတိမကြီးအယ်မော်တင်ပရိသတ်များအလုံးမဲမြင်လာပါရှင်ဒီနေ့မှာတော့မြမဆိုရှယ်မီဒီယာလောကရဲ့နာမည်ကြီးတတိမကြီးနှစ်ဦးရဲ့ရံပွဲစတင်နေပါပြီဒီပရိပခါကအစီအမံလုပ်ငန်းရှင်မာကြီးအီတင်ကိုရဲ့ကန်ဆမ်းမဲလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အယ်မော်တင်ကအဆောင်ပါရဲ့ခြေဝေပန်ခေရာကနေစတင်တာပါအယ်မော်တင်ကအွန်လိုင်းကမဲရောင်းတဲ့လုပ်ငန်းတချို့ကိုလိန်နေတာဆိုတော့သဘောမျိုးပြောဆိုခဲ့ပြီးတော့ ကိုအေတင်ကိုကသူ့ကိုတိုက်ရိုက်ရင်ရွယ်ပြောနေမယ်ရှင်းရှင်းလင်းလင်းသိလိုက်တာကြောင့်ဒေါသထွက်ပြီးတော့တုံ့ပြန်ခဲ့ပါတယ်။အေတင်ကဟာအယ်မွန်သိန်းကိုနာမည်တက်ပြီးတော့ကျွန်မနဲ့ပတ်သက်တာဘာမှထပ်မပြောဘူးတရားဝင်တတိပေးလိုက်ပါတယ်။ဒါပြင်ဒေါသအလေးရောက်အစင်းမြင့်ဆုံးစိန်ခေါ်မှုတစ်ခုကိုပါထုတ်ဖော်ခဲ့ပါတယ်။အဲ့ဒါကတော့အယ်မွန်သိန်းရဲ့စီးပွားရေးအသက်သွေးကြောဖြစ်တဲ့ရွှေနဲ့စိန်လုပ်ငန်းရဲ့အည်အသွေးကိုစစ်ဆေးဖို့တောင်းဆိုလိုက်တာပါပဲ။ ရွှေ73ဘက်ရီကတကယ်73ဘက်ရီပြင်မပြင်းနဲ့အစိမ့်ဒီကိုပါစစ်ဆေးမယ်လို့ကြေညာခဲ့ပါတယ်။ဒီစိန်ခေါ်မှုဟာရွှေလုပ်ငန်းရှင်တဦးရဲ့ဂုံတိတ်ခါကိုအပြင်းထန်ဆုံးထိခိုက်စေနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ရွှေနဲ့စိန်လုပ်ငန်းဆိုတာယုံကြည်မှုကိုအရင်ခံတဲ့လုပ်ငန်းမှဒီလိုမျိုးအများပြည်သူရှေ့မှာရွှေရီကိုစစ်ဆေးမယ်လို့ပြောလိုက်တာကလုပ်ငန်းရှင်တဦးရဲ့စစ်မှန်မှုကိုပါတိုက်ရိုက်အထိပါလိုက်တာဖြစ်ပါတယ်။ဒါကြောင့်လေဒီကိစ္စဟာသူတို့နှစ်ဦးကြားက ပုဂ္ဂိုလ်ရင်ရံပွဲအဆင့်ကနေစီပွားရေးလောကရဲ့အကုန်သိခါစိန်ခေါ်မှုအဆင့်ကိုပါမြင့်တက်သွားခဲ့ပါတယ်။ဒီလိုမျိုးအသေးရစရာစိန်ခေါ်မှုတွေအထူးသဖြင့်ကိုယ့်ရဲ့စီပွားရေးရိုးသားမှုကိုပါမေးခွန်းထုတ်တဲ့အနေအထားမျိုးမှာ ပုံမှန်ဆိုရင်အယ်မွန်သိန်းလိုမဟုတ်မခံရှိသူကပြင်းပြင်းထန်ထန်ပြန်တုံ့ပြန်ရမှာပါတမောင်မော်အီဒင်ကိုရဲ့ငွေကြေးနောက်ခံကိုပြန်ပြီးတော့မိကွန်းထုတ်ရမှာပါဒါပေမဲ့အယ်မွန်သိန်းရဲ့တုံ့ပြန်ပုံကမထင်မှတ်ပဲအေးဆေးတည်ငြိမ်နေခဲ့ပါတယ်တမောင်ကဒေါ်လာနဲ့တုံ့ပြန်မဲစားကျမပြောခဲ့တဲ့စကားတွေဟာဘသူတူတူတယောက်ကိုမှတရရင်ထိခိုက်နေတာစေလို့တဲ့စံတမရှိပါဘူး ကျမကလူတွေကိုအသိပညာပေါင်းသူတာရဖို့ပဲယူရပါတယ်ဆိုပြီးတော့ပြန်လည်ဖြည့်ရှင်းခဲ့ရကိုတွေ့ရပါတယ်။အယ်မော်သိရဲ့အေးစစင်းနေမှုကအွန်လိုင်းဒရာမာကိုချက်ချင်းပဲအချိန်တက်လိုက်တယ်လို့ပါပဲ။သူမဟာအေးတင်ကိုလိုမျိုးချက်ချင်းမတုံ့ပြန်ပဲအချိန်ယူပြီးတော့ဉာဏ်ပညာနဲ့ခြေပါလိုက်တာကြောင့်ပရိသတ်တွေကဘသူကပို့ပြီးတော့စီးပွားရေးလုပ်ငန်းရှင်ပီတာလဲဆိုပြီးအခြေတင်ဆွေးနွေးနေကြပါတယ်။ဒီလိုတုံ့ပြန်တာကတကယ်တော့အယ်မော်သိရဲ့ပါနတ်တဲ့လောရဲတစ်ခုပါ။ ။ online မှာအေဒင်ကိုလိုမျိုးဒဲတိုက်တက်တဲ့သူနဲ့အတူတူဒေါသထွက်ပြီးတော့ရံပွဲကိုဆက်လက်အပူပေးနေမယ်ဆိုသူမကကိုကိုကိုလူတုပညာပေးသူပုံစံမျိုးနဲ့ယက်တီပြလိုက်တာကြောင့်ပရိသတ်တွေအမြင်မှာပူပြီးတော့အနေအထားမြင်မှာသွားစေခဲ့ပါတယ်။ဒါကစစ်မတိုက်ပဲရှုံးထွက်သွားတာမျိုးမဟုတ်ပါဘူး။ ဒေါသကိုဒေါသနဲ့မဖြေရှင်းမဲ့ရင်ကျက်မှုနဲ့ဖြေရှင်းသူပုံစံကိုဖန်လိုက်တာပါပဲ။သူမရဲ့ဒီလိုရက်ကဤတင်ကိုရဲ့ပြင်းထန်တဲ့စိန်ခေါ်မှုတွေကိုပြည်သူဗဟုတုသဆိုတဲ့ခေါင်းစဉ်အောင်မှာတိတ်တဆိတ်အာယုံလွှဲလိုက်တယ်လို့လည်းဖြစ်စေပါတယ်။ဒါပေမဲ့အယ်မော်သိန်းနေနဲ့အခုလိုမျိုးရင်ကျက်စွာတုံ့ပြန်လိုက်ပေမယ့်ရွှေအည်သွေးစစ်ဆေးမဲ့စိန်ခေါ်မှုကတော့ပြောက်ကွယ်သွားခြင်းမရှိသေးပါဘူး။သူမရဲ့ဇီဝရေးကိုဆက်လက်ထိန်းသိမ်းဖို့အတွက်တော့ဒီစိန်ခေါ်မှုကိုမလွှဲမသွေရင်ဆိုင်ရအောင်ပါ။ကဲဘရိတ်တကြီးတို့ရောဒီပွဲမှာဤတင်ကိုရဲ့ ောသားတိုက်ခိုက်မှုကိုစမတ်ကြကြရှောင်ကွင်းပြီးတော့လူတို့ပညာပေးသူပုံစံမျိုးနဲ့တုံ့ပြန်ခဲ့တဲ့အယ်မိုသိန်းရဲ့နီးပြူဟာကိုဘလို့သုံးသက်ချင်ပါသလဲအယ်မိုသိန်းရဲ့တုံ့ပြန်မှုကညံပါလို့အေးစင်းနေရလားဒါမှမဟုတ်အေဒင်ကိုရဲ့စင်ခုံမှုကိုတကယ်ပဲမထင်မှတ်လို့ရှောင်ထွက်လိုက်တာလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်